အမြဝေတယ်ဆိုတာကဥစ္စလို့တည်သွားတဲ့ပုံကူကမကျွတ်မလွတ်ပဲနဲ့ပိတ်တာဖြစ်နေတဲ့ပုံကူတွေကိုရေစူးတာပါเนาะအဲ့တော့လူတည်မှပိတ်တာဖြစ်တာမဟုတ်တိရစ္ဆာန်တည်နဲ့ပိတ်တာဖြစ်နိုင်တယ်တတော်များတော့လူတည်ရင်တည်ရဖြစ်တာကိုတော့သိစွဲနေကြတယ်တိရစ္ဆာန်တည်ရင်ပိတ်တာဖြစ်တာကိုသတိမထားမိကြအောင်เนาะတိရစ္ဆာန်တည်ရင်လည်းပိတ်တာဖြစ်ခွင့်ရှိတယ်တိရစ္ဆာန်တည်တည်သွားရင်ငရဲလဲကြနိုင်တယ်ပိတ်တာလည်းဖြစ်နိုင်တယ်တိရစ္ဆာန်လည်းပြန်ဖြစ်နိုင်တယ်လူလည်းဖြစ်နိုင်တယ်နတ်လည်းဖြစ်နိုင်တယ်တိရစ္ဆာန်တည်ရင်မဖြစ်နိုင်တယ်လည်းမေးရင် ဒီ၃ချက်တဲ့ဘုံမှာကာမဘုံမှာနော်ပြန်ကျင်လဲနိုင်တယ်တရိစ္ဆာန်ဒီတည်သွားရင်နတ်လည်းဖြစ်ခွင့်ရှိတယ်လူလည်းဖြစ်ခွင့်ရှိတယ်တရိစ္ဆာန်လည်းပြန်ဖြစ်ခွင့်ရှိတယ်တယဲပိတ္တာလည်းဖြစ်ခွင့်ရှိတယ်ဒါပေမဲ့လူတွေကတရိစ္ဆာန်တွေတည်မကြောက်ဘူးတဲချောင်မှမကြောက်ဘူးလူတွေမှာလူတွေလို့ရှိရင်တဲချောင်မှကြောက်တယ်လူလူချင်းဆိုတော့လည်းအာသူတည်သွားရင်ငါတယဲချောင်မှာဆိုတော့ခွေးတည်သွားရင်ခွေးတယဲဖြစ်သွားမှာတော့မကြောက်ကြဘူးဆိုတော့တရိစ္ဆာန်တွေတည်သွားလို့ရှိရင်လည်းပဲအစွဲနဲ့တည်ခိုင်းပေါ့နော် ဒီတိရစ္ဆာန်လေးတွေမှာလည်းချစ်ချင်းမုန်းချင်းဆိုတာရှိတယ်လေအဲ့တော့လည်းအစွဲနဲ့တည်သွားခဲ့လို့ရှိရင်အဲ့ဒီနားတဝိုက်မှာမကျွမလွန်နဲ့ဖြတ်တတ်ပါအဲ့တော့အမြဝေတာတော့မတော့မမပါဒါပေမဲ့ပိတ်တာဖြစ်ရင်ဘလိုပုံစံနဲ့ဖြစ်မလဲဆိုတော့ခွေးပုံစံနဲ့တော့ဖြစ်မှာတော့မဟုတ်ဘူးအဲ့သူ့ရဲ့အာဟုတုကံစွဲလမ်းမှုပေါ်မူတည်ပြီးတော့ပဲသူပိတ်တာပုံစံနဲ့တစ်ခုခုတော့ဖြစ်မှာပေါ့ပရောမတ်ထင်တာလူတင်လူပိတ်တာဖြစ်တဲ့ခွေးတင်ခွေးပုံစံနဲ့ပိတ်တာဖြစ်ရင်ဖြစ်မှာတင်နေတာတချို့ကလည်းအဲ့လိုတော့မဟုတ်ပါဘူးသူစွဲလမ်းတဲ့ပုံစံတိုင်းပဲ ပိုက်တာဆိုတာသူရအကုသိုလ်ကံအားလွယ်ဆိုတာပိုက်တာတွေအမျိုးမျိုးရှိတယ်လေအဲ့တိုင်းပဲသွားဖြစ်တာပေါ့အဲ့တော့လူဖြစ်ဖြစ်ဘုံကြီးဖြစ်ဖြစ်ဘယ်နာတရိษံမဖြစ်ဖြစ်သေရင်တော့အစွဲနဲ့သေရင်တော့ပိုက်တာတွေဖြစ်တတ်တယ်အဲကြောင့်အမြဝေတာကတော့မထူးဆန်းပါဘူးအမြဝေသင့်ပါတယ်ပေါ့နော်အဲဘလို့ဝေမလဲလို့မိန်တော့ကိုမသူပိုက်တာဘောဘယ်ရောက်နေမှာကိုလည်းမသိဘူးတော့သူခွေးနာမနေပဲဝေရတော့မှာပေါ့နော်ခွေးလေးကနာမပြေတာတော့ရှိမယ်တင်ပါအဲ့တော့အဲ့ခွေးလေးနာမနေပဲဝေပေါ့လေဒါပဲရှိတာပေါ့နော်အမြဝေဆိုနေဆိုတော့